မင်္ဂလာပါရှင်။တောင်လင်းထားရဲ့မေလ9ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်းထားရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ထိုင်းမြန်မာနယ်စပ် TK ဒေတာတစ်ခုလုံးကို KNU ပြန်လည်သိမ်းပိုက်ခဲ့တဲ့သတင်း။ တောင်ငူတန်တောင်ကြီးလမ်းမိုက်မှာတိုက်ပွဲဖြစ်ပွားနေတဲ့သတင်းနဲ့မော်နယ်ပဲခူးအဆက်တိုက်ပွဲကြောင့်တောင်ထဲချီတဲ့စစ်ရှောင်တွေအရေးပေါ်ကူညီလိုအပ်နေတဲ့သတင်းစစ်မှုထမ်းဥပဒေကြောင့်စစ်ကောင်စီတပ်ရင်အားတောင်ထဲချီတိုးလာတဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့အမေရိကန်ကိုစမ်းကျင်ဖို့တမရီမိတ်ဆွေတွေလိုလက်သွဲသွားမယ်လို့ပူတင်နဲ့ရှီကျင်းဖြင့်ကတိပြုလိုက်တဲ့သတင်းအိန္ဒိယပါကစ္စတန်စစ်ပွဲမိမိတို့နဲ့မသက်ဆိုင်ဘူးလို့အမေရိကန်ပြောလိုက်တဲ့သတင်းတွေနဲ့အတူ အာနာသိန်းကလာတက်ဖြတ်ဖန်းစည်းခံရတဲ့ပြည်သူတွေရဲ့အချက်အလက်တွေနဲ့မိုးလေဝသတင်းတွေကိုပါရှုစားကြရမှာပါထိုင်းမြန်မာနယ်စပ်တနင်္သာရီတိုင်းဒဝဲခရိုင်ဒဝဲမြို့နယ်ထီခီးဒေသတစ်ခုလုံးကိုအလုံးစုံပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီလို့ကရင်မျိုးသားစီယုံ KNU ဘိုးကမေလ9ရက်နေ့မှာတရားဝင်အတည်ပြုကြေညာပါတယ် KK ဒေတာအတွင်းရှိစစ်ကောင်စီရဲ့ထိထားဖြူဟာစခန်းကိုပြီးခဲ့တဲ့ဧပြီလ16ရက်နေ့ထိခိဖြူဟာစခန်းကိုမေလ9ရက်နေ့မှာကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ KNDO ဦးဆောင်တဲ့တော်လန်ရေးပူးပေါင်းတပ်တွေကအလုံးစုံသိမ်းပိုက်ရရှိခဲ့တာပါထိခိဒေတာဟာ KNU ဗိတ်တော်ဝဲခရိုင်ရဲ့ခရိုင်ဌာနချုပ်နဲ့တပ်မဟာဌာနချုပ်တိဆောက်ဖို့1984ခုနှစ်မှာစတင်စီစဉ်ခဲ့ပြီး1985ခုနှစ်မှာစတင်ခဲ့က ခရိုင်ဌာနချုပ်နဲ့တပ်မဟာဌာနချုပ်မှာတာဝန်ထမ်းဆောင်နေတဲ့ရုံးဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေနေထိုင်ခဲ့တယ်လို့ KNU ကဆိုပါတယ်1969ခုနှစ်အရောက်မှာစစ်ကောင်စီတပ်ရဲ့တပ်မ99နဲ့တပ်မ66ဦးဆောင်တဲ့တရင်20လောက်ဟာမေဂျာ operation အနေနဲ့ထိခိဒေတာအားစတင်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့တာကြောင့်ထိခိဒေတာကိုလက်လွတ်ခဲ့ရတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါပေမဲ့နှစ်ပေါင်း28နှစ်အကြာမှာလက်လွတ်ခဲ့ရတဲ့ထိခိဒေတာကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသရင်းပြည်သူလူထုတွေရဲ့အသက်အိုးအိမ်တွေကိုကာကွယ်ဖို့အတွက်ဆက်လက်လှုပ်ဆောင်သွားမယ်လို့ KNU ကအတည်ပြုကြေညာထားပါတယ်။ထိုင်းမြန်မာနယ်စပ်ထိခိဒေသတစ်ခုလုံးကိုကရင်မျိုးသားစီယုံ KNU ပြန်လည်သိမ်းပိုက်သွားတဲ့အခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကလက်ရှိအချိန်အထိတစုံတရာသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းဆက် တောင်ငူတန်တောင်ကြီးကားလမ်းပိုင်းမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကလေကြောင်းဘုံကျဲမှုကြောင့်အရသားတို့ထိဆုံးသွားခဲ့တယ်လို့ဒေသခံတွေကတာလွင်ထိုင်းမှုပြောပါတယ်စစ်ကောင်စီတပ်ကသွာလာလှုံ့ဆော်မှုကြောင့်မေလာတရက်နေ့ကစပြီးတောင်ငူမြို့ကိုကားတွေသွာလာတာတွေမပြုလုပ်ဘဲ KNU တပ်မှနဲ့လောက်ခံကရင်မြို့သားလွတ်မြောက်ရေးတပ်မတော် KNL တပ်ရင်းငါးဌာနချုပ်ကထုတ်ပြန်ထားတာပါ တောင်ငူမျိုးကိုသွားတဲ့လမ်းတွေအားလုံးကို KNU ဘက်ကပိတ်ထားလိုက်တဲ့မေလတရက်နေ့ကစပြီးမေလ၈ရက်နေ့အထိတောင်ငူတန်တောင်73မိုင်တန်တောင်ကြီးလမ်းပိုင်းကစစ်ကောင်စီတပ်စခန်းရှိတယ်9မိုင်ရွှေညောင်မင်းနဲ့ -30 တို့မှာနှစ်ဘက်တိုက်ပွဲဖြစ်ပွားနေတာပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှုတွေလှုံ့ဆော်ခဲ့တဲ့အတွက်ငားမိုင်ကဒေသခံအမျိုးသမီးတူဟာလက်နက်ကြီးကြီးထိမှန်သေဆုံးသွားခဲ့တယ်လို့လည်းဒေသခံတူကပြောပါဗျ။တောင်ငူမျိုးကိုသွားတဲ့လမ်းတွေအလုံးပိတ်ထားလိုက်တဲ့အတွက် ဒေသတွေမှာရှိတဲ့ဒေသခံပြည်သူတွေဟာလက်တလုံးမှာစားနဲ့ရိတ်ခါ73စီစားတဲ့အခက်ခဲတွေနဲ့ရင်ဆိုင်နေကြရပြီးလမ်းပိတ်ဆို့မှုမြင်မာလာပါကစားနဲ့ရိတ်ခါတွေပြတ်တောက်သွားနိုင်တယ်လို့ဒေသခံတွေကဆိုကြပါတယ်။ KNU တက်မာနဲ့တောင်ငူခရိုင်ထဲမှာစစ်ကောင်စီတက်တဲ့တက်မာနဲ့တော်လန်ရေးအင်အားစုတို့ကြားနှစ်ဖက်တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။ဒါပြင် တောင်ကိုတန်တောင်73မိုင်တန်တောင်ကြီးကားလမ်းပိုင်းမှာသွာလာလှုပ်ရှားနေတဲ့စစ်ကောင်စီတပ်နဲ့တပ်စခန်းတွေကို KNL တပ်မနဲ့ပူးပေါင်းတပ်ကမကြာခဏဝင်ရောက်ပစ်ခတ်လျက်ရှိနေတာဖြစ်ပါတယ်။ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1958ရက်တွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1958ရက်အတွင်း အကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6618ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖမ်းဆီးထိန်သိမ်းခံထားရသူ2922ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ6922ဦးအထိရှိလာပြီဖြစ်ပါတယ်။ဝန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကကိုကြီးစောင့်ရှောက်ရေးတင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။ ဧပြီလဒုတိယပတ်ကစလို့မွန်ပြည်နယ်နဲ့ပဲခူးတိုင်းဆက်မှာရှိနေတဲ့စစ်ကောင်စီရဲ့အမှတ်698ချေမြန်တပ်ရင်းကိုဒေါ်လန်ရင်အင်အားစုပူးပေါင်းဖွဲ့တွေကစခန်းသိမ်းတိုက်ပွဲဆင်နွှဲရာကနေနှစ်ဖက်တိုက်ပွဲတွေကြောင့်တောင်းထဲချီတဲ့ဒေသခံပြည်သူတွေဟာစစ်ရှောင်နေကြရပါတယ်။ဒီအကြောင်းကိုတော့အင်မီယောင်ကတင်ဆက်ပေးထားပါတယ်။မွန်ပြည်နယ်နဲ့ပဲခူးတိုင်းဆက်မှာဖြစ်ပွားနေတဲ့နှစ်ဖက်တိုက်ပွဲတွေကြောင့်နေရွှန့်ကွာဖက်ပြေးနေရတဲ့တောင်းထဲချီတဲ့စစ်ရှောင်ပြည်သူတွေ အရေးပေါ်ကူညီလိုအပ်နေတဲ့လူစစ်ဆောင်ရေးကူညီနေသူတွေကနေသိရပါဗျ။ပြီးခဲ့တဲ့ဧပြီဒုတိယပတ်ကစလို့မွန်ပြည်နယ်နဲ့ပဲခူးတိုင်းဆက်ရွှေကြည်မြို့နယ်ကွင်းစိတ်ကြီးရွာခြေဆိုင်စစ်ကောင်စီရဲ့အမှတ်968ခြေမြန်တရင်ကိုတော်လိုင်းအင်အားစုပူးပေါင်းတပ်ဖွဲ့တွေစကန်းသိန်းတိုက်ပွဲဆင်ဝေးရာကနေနှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တာပါ။အဲ့ဒီတိုက်ပွဲတွေနဲ့အတူစစ်ကောင်စီတပ်ရဲ့နေ့စဉ်ရက်ဆက်လက်နက်ကြီးနဲ့ နေကြောင်းတခတ်မှုကြောင့်ပဲခူးတိုင်းဝေါ်မြို့နယ်ရွှေကျင်မြို့နယ်နဲ့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကကြေးရပေါင်း30တက်မနည်းလူရေတောင်းကျော်ဆစ်ဆောင်နေရတာဖြစ်ပါတယ်ဆစ်ဆောင်ပြည်သူတွေဟာဆစ်ဆောင်ရတာတနနီးပါရှိလာတဲ့အတွက်အခြေခံစားတောက်ကုန်စေဝဆောင် ချင်အောင်ပါဝင်အမိုးကအကူကြီးကဆလိုအပ်မှုတွေမြင့်တက်လာတယ်လို့ဆစ်ဆောင်ရေးကူညီနေသူတို့ကတန်လွင်တိုင်းကိုပြောပါတယ် ။ဖြစ်ကြောင်းလေးကတော့တို့တာပေါ့။အဓိကဒီမှာလိုအပ်တာကတော့တို့တာစားတော့ကုန်ပေါ့။စားစားရတော့ပြရအဲ့ဒါပဲပေါ့။ဆဲမကြီးစောက်စောက်မှုကတော့ဟို never တော့ရတာပေါ့။ဒါပေမဲ့အပြည့်ဝရင်လို့တော့မရှိပါဘူးကွ။လူရှင်နေနဲ့ကျွန်တော်တို့ပလိုက်ကြရတယ်လေဟိုတက်တိုင်းတော့တော့အခုချိန်မှာလောက်ခွေးတယ်ပဲရေရှင်လာရင်တော့လူရှင်မရှိဘူးပါညာဆိုတော့အဲ့ဒီအတွက်ကလည်းလေဒုက္ခတော့ရလာမှာပေါ့ဆစ်ဆောင်ပြည်သူတွေဟာနီးစက်ရမြို့တွေရှိဘုန်းကြီးကျောင်းတွေ ဓမယုံတွေနီးစက်ရာရွှေမျိုးနေအိမ်တွေအပြင်တောတောင်တွေမှာပါစစ်ပေးရှောင်နေရပေမဲ့စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းရန်ကြောင်းစိုးရင်ကြောက်လန့်စိမ့်နဲ့နေထိုင်နေရတာပါကီမျိုးသားစီယုံ KNU တထုံခရိုင်တွင်ရင်မူပဒူစောအေးနိုင်ကတော့စစ်ရှောင်ရေအတွက်ထတ်တိုးလာတာဟာစစ်ကောင်စီဘက်ကတိုက်ပွဲနဲ့မသက်ဆိုင်ပဲအရသာပြမျက်တွေကိုပြစ်ခတ်တိုက်ခတ်နေတာကြောင့်လို့ပြောပါတယ်ရောရဲ့ဆောင်ရွက်ချက်တွေကြတော့အမှပြကြည့်လို့ရှိရဲ့အဲ့ဒီပြည်သူလူထုတွေကို ပြမထားပြီးတော့နေရင်လည်းဘိုးကျဲတဲ့အဲ့ဒီပုံကြီးကျောင်းတော့ကာသာရေးကျောင်းတွေပေါ့သူတို့ကပြမထားတယ်အမှဆိုရင်အဲ့ဒီကာသာရေးကျောင်းရဲ့ပုံကြီးကျောင်းတွေကျတော့အဲ့ဒီတော်လာရေးအရာစုတွေနဲ့လောင်းဝလည်းဆက်ဆိုင်မှုမရှိဘူးသွားရောက်နေထိုင်ရလည်းမရှိဘူးတခါမှလည်းသွားရောက်ခုန်လို့တာလည်းမရှိဘူးဒါနဲ့အဲ့ဒီပုံကြီးကျောင်းတွေကိုပြမထားပြီးတော့နေရင်လည်းဘိုးကျဲတယ်နောက်တော့အဲ့ဒီပြည်သူလူထုရဲ့လောက်ကပြည့်ချမ်းပါလေ လီရင်နဲ့အမှားကိုကျဲချတယ်။ဒါနဲ့အဲ့ဒီအဆက်အတည်ရဲ့သုံးရင်တောင်းယုံမှုစဉ်းများတဲ့ပဲအမှားကွက်ပြီးတေးဆောင်နေရတယ်။ဥအိမ်ဆုတ်ပါပြီလားဟော။တပတ်မှာတော့စစ်ကောင်စီဟာငလင်ပေးကြအပြစ်ခတ်ရစဲကြောင်မကြခဏကြီးညာနေပြီမဲ့မြေပြင်မှာတော့တိုက်ပွဲနဲ့မသက်ဆိုင်ရပဲအရက်ပတ်ပြစ်မှတ်တွေကိုလက်လက်ကြီးနဲ့လေချောင်းတက်ခတ်မှုစက်တိုက်လှုပ်ဆောင်နေတာပါ။စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့လေကြောင်းတက်ခတ်မှုတွေကြောင့်စစ်ပေးရှောင်ရီအတွက်ထပ်တိုးလာနိုင်ပြီ ူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်မှုဆက်လက်မြင့်တက်လာနိုင်တယ်လို့စစ်ရှောင်ရေးအကူအညီတွေကသုံးသပ်ထားပါတယ်။မြမမဟာဗျူဟာနဲ့မူဝါဒရေးရာလိလာရေးဖွဲ့ ISP မြန်မာရဲ့အချက်လက်တွေအရစစ်တပ်အာဏာသိမ်းကာလအတွင်းနိုင်ငံတော်မှာစစ်ပေးရှောင်ဒုက္ခသည်ရေအတွက်6.6သန်းထိရှိလာတယ်လို့သိရပါတယ်။ နိုင်ငံကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်မှုအကြောင်းပြချမ်းတဲ့စစ်ကောင်စီတပ်ရဲ့စစ်မှုထမ်းတင်းတန်းပတ်စံတက်ကနေ30အထိတင်းတန်းပြီးစီးခဲ့တဲ့တပ်သားအရေအတွက်ဟာ9000လောက်အထိတိုးလာပြီဖြစ်ပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။စစ်တေအင်အားလိုအပ်ချက်အရစစ်ကောင်စီအသက်သွင်းခဲ့တဲ့ပြည်သူစစ်မှုထမ်းဥပဒေကြောင့်လူငယ်လူရွယ်တွေကိုအတင်းအဓမ္မညီမျိုးစုံစုဆောင်းပြီးစစ်မှုထမ်းတင်နန်းတွေကနေအင်အားတောင်းတဲ့ချီရရှိလာနေပါတယ် နိုင်ငံကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ဖို့အကြောင်းပြချက်နဲ့စစ်ကောင်စီကစစ်ဗူဒန်တန်တန်အပတ်စဉ်1ကနေ30အထိတန်တန်ဆင်းပြီးတဲ့တပ်သားရေအတွက်9000လောက်တိုးလာနေတာပါစစ်ဗူဒန်အပတ်စဉ်တစ်ခုမှာတပ်သား9000နှုန်းနဲ့ရထားတဲ့အတွက်ပြီးခဲ့တဲ့ဧပြီ22ရက်နေ့မှာစစ်ကောင်စီဖွင့်လှစ်ခဲ့တဲ့စစ်ဗူဒန်အပတ်စဉ်7နှစ်အထိဆိုရင်တပ်သားအင်အား6000လောက်ရှိလာနိုင်ပါတယ်စီရီယံဗိုလ်ကြီးစင်ရော်ကစစ်ကောင်စီတပ်ဟာအင်အားတိုးလာတဲ့အတွက် တပ်ဖွဲ့ဝင်တွေကိုစစ်တုံးဆောင်ပစ္စည်းတွေအလင်းအမြန်တက်ဆင်ပေးနေပေမဲ့အရေးအသွေးမပြည့်မီနိုင်ဘူးလို့သုံးသပ်ပါတယ်။ကြီကအဲ့ဒီနဲ့ကြီကအုတ်ထုတ်တရားတော့အရေးချင်းမပြည့်မီလောက်ဘူးလို့ထင်တယ်။ဘာလို့လဲဆိုတော့အရင်တော့ဆိုရင်တော့မှပဲကျွန်တော်တို့ဒီချင်းလင်းချင်းမြန်တက်ရင်းနေဘူးပဲတက်ခိုင်အင်အားနဲ့150လောက်ပဲထုတ်ပေးနိုင်တာ။ဒီကြီကအင်းကြီးအုတ်ထုတ်ပေါ့နော်လက်ယုံတက်ဖွဲ့တွေဆိုတာတခါမှထုတ်မပေးထားသေးဘူးအခုလက်ယုံတက်ဖွဲ့တွေကိုတက်ဆင်ရတဲ့အပြင် ကျွန်တော်တို့ပြည်သူစစ်တွေရောအခုစစ်မှုထမ်းဥပဒေတွေရောပါတို့တို့တတ်ဆင်ပေးလာနိုင်တဲ့အနေအထားမျိုးရှိတယ်အဲ့တော့ကျွန်တော်တို့အရင်ချင်းတော့အရင်တွေးပေါ်တော့အရင်တွေးတော့မပြေဝနိုင်ဘူးလို့ပဲတွက်ဆရမှာဖြစ်ပါတယ်နောက်ပိုင်းကျွန်တော်တို့ဒီစစ်တီတယောက်ကိုစစ်ထွက်မယ်ဆိုရင်ခရီး240ပေါ့နော်ခရီး240ဖြည့်ဆည်းပေးရတဲ့ဟာကလည်းနောက်ပိုင်းတို့တို့အတွက်တဖြည်းဖြည်းချင်းပြဿနာတရတော့ဖြစ်လာမယ်လို့တော့မြင်ပါတယ်ဗျ 2024ခုနှစ်ဧပြီလနှောင်းပိုင်းမှာစတင်ဖွင့်လှစ်ခဲ့တဲ့စစ်မှုရန်တင်နယ်အပတ်စဉ်တစ်ကနေလက်ရှိအပတ်စဉ်ဆက်နေအထိတပ်သားတွေဟာအပတ်စဉ်တစ်ခုမှာအခြေခံစစ်တပ်နံ3လတက်ရောက်ပြီးတာဝန်ကျရာတိုင်ရင်တပ်ဖွဲ့တွေမှာတာဝန်ထမ်းဆောင်ကြရပါတယ်။စစ်မှုရန်တွေကိုကြံ့ခိုင်ရေးနဲ့စစ်ရေးပြဘာသာရက်တွေအပြင်စစ်နည်းပြဟာဘာသာရက်မှာပါဝင်တဲ့ကိုကြီးစစ်မြေပြင်ကျွမ်းကျင်မှုအထူးစစ်နည်းပြဟာစစ်ဘက်ရေးရာလုံခြုံရေးခြေမုံရေးစတာတွေကိုတင်ကြားလေ့ကျင့်ပေးခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားတာပါ။ အမျိုးသားညွတ်ရေးဆိုရအယူဂျီရဲ့အစီရင်ခံစာအရအတင်းအဓမ္မတပ်သားစုဆောင်ခံရသူတွေဟာလေ့ကျင့်ရေးသင်တန်းကျောင်းတွေမှာရောရှေ့တန်းစစ်မြေပြင်မှာပါဖိအားပေးစီခိုင်းခံရတာတွေညှဉ်းပန်းနှိပ်စက်ပြစ်ပေးခံရတာတွေရှိနေတယ်လို့သိရပါတယ်။စစ်သင်တန်းသားတွေဟာရှေ့တန်းမှာစစ်တိုက်ထွက်ရတာလုံခြုံရေးတာဝန်ထမ်းဆောင်တာအခွန်ကောက်တာမိုင်းရှင်းလင်းတာစစ်ဘက်ခံတပ်တွေစောက်လို့ရမှာအတင်းအကျပ်လုပ်ခိုင်းခြင်းစတဲ့စီးရေးတာဝန်တွေကိုချမှတ်ခံခဲ့ရတာပါ။ရှေ့တန်းပို့ဆောင်ခံရတဲ့တပ်သားတွေဟာ အတွေ့အကြုံနဲ့နည်းမြေမကျွမ်းကျင်မှုကြောင့်ထိတွေ့တိုက်ပွဲတွေမှာသိဆုံးမှုများလာသလိုလက်နက်ချအញ្ញန်းခံတာနဲ့ထွက်ပြေးတာတွေလည်းရှိနေပြီးနောက်တန်းမှာလည်းထွက်ပြေးသူတွေရှိတယ်လို့တော်လိုင်းအဖွဲ့တွေစီကသိရပါတယ်။မွန်ပြည်ကာကွယ်ရေးတပ် MSDF စစ်ရေးနိုင်ငံရေးဦးဆောင်ကော်မတီဥက္ကဋ္ဌဒေါက်တာသတိမွန်ချန်းကစစ်မှုထမ်းဥပဒေအရတနန်းစင်းတပ်သားအင်အားတောင်းတဲ့ချီတိုးလာပေမဲ့အဲ့ခါရေးစွန့်ရင်တိုးလာတာမတွေ့ရဘူးလို့ပြောပါတယ်။မိမိစိတ်ဆန္ဒမပါပဲစစ်မှုထမ်းဥပဒေအရ ဟိုတတ်ထဲကို အသင်းသူ့တွင်ခံရတဲ့တင်ဒန်းစင်သတ္တတွေမှာလက်ယုံရည်တိုက်ခတ်ရည်စွမ်းရည်မပြုရကြဘူးသူကြောင့်မို့မိမိတို့တော်လှန်ရေးအင်အားစုတွေနဲ့တိုက်ခတ်ရတဲ့ထိတွေ့တိုက်ပွဲတွေမှာပဲဖြစ်ဖြစ်စခန်းသိမ်းတိုက်ပွဲတွေမှာဖြစ်ဖြစ်စိတ်တရင်အံလက်ယုံရည်တိုက်ခတ်ရည်စွမ်းရည်မပြုပါတဲ့တတတတွေမှာထိခိုက်တည်ကြည်မှုတွေတန်ရာရမှုတွေ လက်နက်ချမှုတွေပိုများတယ်ဆိုတာတွေ့ရှိခဲ့ရတယ်။စစ်ကောင်စီပြဋ္ဌာန်းခဲ့တဲ့ပြည်သူ့စစ်မှုထမ်းဥပဒေအရအသက်18နှစ်ကနေ35နှစ်အတွင်းနိုင်ငံသားတိုင်းဟာမဖြစ်မနေအ ਨੇ စုံနှစ်နှစ်ကနေ9နှစ်အထိစစ်မှုထမ်းရမှာပါ။ဒါအပြင်ဤဥပဒေအရအကျုံးဝင်သူတွေကိုပြည်ပနိုင်ငံသို့ထွက်ခွာခွင့်ပိတ်ပင်ထားပါသေးတယ်။လိလာသူတွေကတော့စစ်ကောင်စီရင်ဆိုင်နေရတဲ့နိုင်ငံအနှံ့ပြားကတော်လိုင်းအစ်တပ်ဖွဲ့တွေရဲ့ထိုးစစ်တွေကို တံပြန်ခုခံနိုင်ဖို့နောက်ထပ်စစ်မှုတန်းတပ်သားအင်အားတင်းချီစုဆောင်းလာနိုင်တယ်လို့ခန့်မှန်းကြပါတယ်။လူခွင့်ရေးတက်ကြွလှရှားသူတွေကအရွယ်ရောက်ပြီးသူလူငယ်တွေကိုစစ်ရေးပြူဟာတည့်ရနေနဲ့ကျင့်သုံးပြီးစစ်ကောင်စီကစစ်မှုတန်းစေခိုင်းနေတာဟာလူသားမျိုးနွယ်ပေါ်ကျွလွန်တဲ့ရာဇဝတ်မှုမြောက်တယ်လို့ပြောဆိုနေကြတာပါ။အမျိုးသားလူငယ်ကွန်ဂရက် NYC ရဲ့အချက်အလက်အရစစ်မှုတန်းခေါ်ယူတဲ့ဖြစ်စဉ်ပေါင်း186မှုတွေကအတင်းအဓမ္မဖိအားပေးခေါ်ယူမှုဟာ960မှုရှိခဲ့တဲ့အတွက်63ရာခိုင်နှုန်းဟာဖိအားပေးခံခဲ့ရတာလို့ထောက်ပြထားပါတယ်။ ိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အမေရိကန်ကိုစမ်းကျင်ဖို့တမ္ပဏိမိတ်ဆွေတွေလိုလက်တွဲသွားမယ်လို့ပူတင်နဲ့ရှီကျင်းဖင်တို့ကတိပြုလိုက်ကြပါတယ်။ဒီသတင်းကိုတော့ဖဖစ်ကတင်ဆက်ပေးထားပါတယ်။အမေရိကန်ရဲ့ဩဇာလွန်မှုမှုကိုတတိယရောက်တားဆီးရေးနဲ့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိုနောက်တဆင့်တိုးမြင့်ရေးတရုတ်သမ္မတရှီကျင်းဖင်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့မေလ၈ရက်နေ့ကကတိပြုခဲ့ကြပြီးမိမိတို့နှစ်နိုင်ငံအနေနဲ့တမရီမိတ်ဆွေတွေလို့ဖြစ်တဲ့နယ်လို့ပြောကြားခဲ့ကြပါတယ်။ ကရင်မလင်နန်းတော်ဆွေးနွေးမှုအတွင်အမေရိကန်ကြီးစိုးမှုမရှိတော့တဲ့ကဘာကြီးရဲ့အခြေအနေအစ်စ်ကိုကာကွယ်သူတွေအဖြစ်သူတို့ကိုသူတို့ညှို့ဆို့ခဲ့ကြပါတယ်။စစ်ရေးဆက်ဆံရေးအပါအဝင်ကဏ္ဍအလုံးမှာပူးပေါင်းဆောင်ရွက်မှုတိုးမြင့်သွားဖို့နိုင်ငံကောင်းဆောင်နှစ်ဦးသဘောတူညီခဲ့ကြတာပါ။ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားရတဲ့အရင်းမြစ်တွေကိုဖော်ထုတ်ရှင်းလင်းပြမှာပဲပြေလည်နိုင်မှာဖြစ်တယ်လို့တရုတ်နဲ့ရုရှားကောင်ဆောင်တို့ကပြောပါတယ် ယူကရိန်းအနေနဲ့နေတိုအဖွဲ့ဝင်ဖြစ်လာနိုင်တဲ့အကြောင်းအရင်းကြောင့်ယူကရိန်းကိုဝင်ရောက်တိုက်ခိုက်ရတာဖြစ်တယ်လို့မော်စကိုကမကြာခဏပြောဆိုထားတာပါ။မေလာရှိရမှာကြာရောက်တဲ့ဒုတိယကမ္ဘာစစ်အဆုံးသတ်မှု280ပြည့်အခမ်းအနားအတွက်ကရင်မလင်နန်းတော်ကိုရောက်ရှိလာကြတဲ့ကမ္ဘာကောင်းဆောင်နှစ်ဒါဇင်ကျော်ထဲမှာရှီကျင့်ဖင်ဟာအားအကောင်ဆုံးဖြစ်ပါတယ်။တရုတ်နဲ့ရုရှားတို့ပူးပေါင်းပြီးတစ်ဖက်သက်လှုပ်ဆောင်မှုတွေအနိုင်ကျင့်မှုတွေကိုတားဆီးသွားမယ်လို့လည်းပူတင်နဲ့ရှီကျင့်ဖင်တို့သဘောတူခဲ့ကြတာဖြစ်ပါတယ်။ အိန္ဒိယပါကစ္စတန်စစ်ပွဲဟာမိမိတို့နဲ့မသက်ဆိုင်ဘူးလို့အမေရိကန်ပြောလိုက်ပါတယ်။ဒီသတင်းကိုတော့ဝိုင်းနီကတင်ဆက်ပေးထားပါတယ်။ပါကစ္စတန်နဲ့အိန္ဒိယတို့တင်းမာမှုအရှိန်ချော့ချရေးလှုပ်ဆောင်ရမှာဖြစ်ကြောင်းအဲ့ဒီနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အာရှအိန္ဒိချင်းနှစ်နိုင်ငံကိုအမေရိကန်အနေနဲ့မထိန်းချုပ်နိုင်ကြောင်းအမေရိကန်ဒုသမတ JD Vance ကမေရှိယံမှာပြောကြားလိုက်ပါတယ်။အဲ့ဒီနှစ်နိုင်ငံကြားဖြစ်ပွားတဲ့စစ်ပွဲဟာအမေရိကန်နဲ့တက်ဆိုင်မှာမဟုတ်ဘူးလို့လည်းသူကပြည့်စွက်ပြောပါတယ်။ မိမိတို့အနေနဲ့တင်းမာမှုရွှတ်ချရေးတိုက်တွန်းရုံလောက်ပဲကြိုးပမ်းနေပေမဲ့စစ်ပွဲတဲ့မိမိတို့ပါဝင်သွားမှာမဟုတ်ဘူးလို့ဒုသမ္မတ JD Vance ကပြောဆိုထားတာပါတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုပုံများလာတာကိုတားဆီးဖို့ရည်ရထားတဲ့ဝါရှင်တန်အတွက်အိန္ဒိယဟာရေးပါတဲ့လက်တွဲပေါ်ဖြစ်ပြီးပါကစ္စတန်ကတော့အမေရိကန်မဟာမိတ်ဖြစ်ဆက်ရှိနေသေးပေမဲ့2021ခုနှစ်မှာအာဖဂန်နစ္စတန်ကနေအမေရိကန်ဆုတ်ခွာပြီးတဲ့နောက် အစ္စလာမဘတ်ဟာဝါရှင်တန်အတွက်အရင်ကလောက်အရေးမပါတော့ပါဘူး။ယူကရိန်းရုရှားစစ်ပွဲနဲ့ဂါဇာကအစ္စရေးစစ်ပွဲမှာအမေရိကန်ပါဝင်ပတ်သက်နေရတာကြောင့်အိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့တင်းမာမှုစောစောပိုင်းကာလတွေမှာအမေရိကန်လက်ရှောင်နေမှာဖြစ်ပြီး မေရိကန်ဆွေကပြည်အားမြင်းများဆဆပေးမှာမဟုတ်ဘူးလို့လိလာသူတွေကပြောပါတယ်။ပါကစ္စတန်နဲ့အိန္ဒိယတို့ကြားလက်တုံပြန်တိုက်ခိုက်မှုတွေနှစ်ရက်ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်ပြီးတော့လူလေးထာစင်ဒီပါတည်ဆုံခဲ့ရပြီဖြစ်ပါတယ်။ဒီတော်တွင်အိန္ဒိယကမိမိတို့ရဲ့စစ်ဖက်ဆိုင်ရာခြေစိုက်စခန်းတွေကိုပါကစ္စတန်ကတိုက်ခိုက်ခဲ့တယ်လို့ဆွဆွဲထားပေမဲ့ပါကစ္စတန်ကပါဝင်ပတ်သက်မှုမရှိဘူးလို့ညွှန်းဆိုထားပါတယ်။အိန္ဒိယအောက်ချုပ်တဲ့ကက်ရှမီးယားဒေသမှာဟိန္ဒူခီးသွားတွေကိုစစ်သွေးကြွတွေကပြစ်တက်ခဲ့ပြီးတဲ့နောက်နိုင်ငံခြားတင်းမာမှုစတင်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကိုအစ္စလာမဘက်အစိုးရကကူညီခဲ့တယ်လို့အိန္ဒိယကဆက်ဆွဲပြီးပါကစ္စတန်ကိုတိုက်ခိုက်ခဲ့တာပါပါကစ္စတန်ကသူတို့ပါဝင်ပတ်သက်မှုမရှိဘူးလို့ပြောထားပြီးတော့လွတ်လပ်စွာစုံစမ်းစစ်ဆေးဖို့အဆိုပြုထားပါတယ်လက်ရှိအခြေအနေကနေပိုပြီးကြေပြန့်တဲ့စစ်ပွဲတစ်ပွဲဒါမှမဟုတ်နျူကလ িয়ার စစ်ပွဲမဖြစ်လာစေဖို့မိမိတို့မျှော်လင့်ကြောင်း GD Vance ကပြောကြားထားတာဖြစ်ပါတယ် မနက်ဖြန်မေလ10ရက်နေ့အတွက်မိုးလီဝတ္တခံမှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9နာရီအချိန်အတိုင်းထွာချက်တွေအရမြန်မာနိုင်ငံမြေဝကျွန်းပေါ်နဲ့တောင်ပိုင်းဒေသတွေမှာတိမ်အထင်းထင်းမှတိမ်ထူထပ်ပြီးကြံတပီလုံးမှာတော့တိမ်ကင်းစင်သလောက်ရှိနေတာကိုတွေ့ရပါတယ်။တနင်္သာရီတိုင်းဒေသတချို့မှာမိုးအထင်းထင်းရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုရူးပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်။ဒေသလိုက်နေပူချိန်တွေတိုးလာတာကြောင့်မွန်လွယ်ညနေပိုင်းအချိန်တွေမှာလေပြင်းတိုက်ခတ်ခြင်း မိုးတိမ်တောင်ကြီးများဖြစ်ပေါ်တတ်ခြင်းနေရာကွက်လိုမိုးကြီးခြင်းပျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့ဘေးရန်တရေတွေဖြစ်ပေါ်တတ်တာကိုသတိပြုကြရမှာဖြစ်ပါတယ်။မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အသင်းအသင်းမှတိမ်ထူထန်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတော့တိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပါတယ်။တနင်္သာရီကန်ယူတန်ရခိုင်ကန်ယူတန်နဲ့မုတ်တမကွေဘတ်တို့မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီဆယ်မိုင်မှ -30 ခန့်ထိတိုက်ခတ်နိုင်ပြီး လှိုင်းအနှဲငယ်မှာလှိုင်းအသင်သင်ရှိနိုင်ပါတယ်။မြို့ဝကျွန်းပေါ်ဒေသတွေမှာလေဟာအနောက်နောက်မြောက်ဘက်ကနေတနအင်းဆယ်မိုင်မှမိုင်20ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းအသင်သင်ရှိနိုင်ပါတယ်။စကိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်ဆိတ်မှနေရာကျဲကျဲဝိုးထစ်ကြုံရွာသွန်းနိုင်ပြီးမကွေးတိုင်းအေရဝတီတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းတို့မှာ နေရာကွက်ကြောင်းမိုးထချုံရွာသွန်းနိုင်ပါတယ်။နေပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းနဲ့ကရင်နီပြည်နယ်တို့မှာတိမ်အထင်အထင်ဖြစ်ထွန်းနိုင်ပါတယ်။နေပြီးတော့မကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကရင်နီပြည်နယ်တို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။အမြင့်ဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့ဖအံနဲ့တဝဲမြို့တို့မှာ32ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။ မြဝကျုံးပေါ်နဲ့တောင်ပိုင်းဒေသတခုလုံးမှာခရမ်းလုံရောင်ကြီးအညွန်ကိန်းအလွန်ပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်ပြီးကြံတပြီလုံးမှာတော့အလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခံမှန်းရရှိပါတယ်။ဒီမိုလေးဝသအစည်းအဝေးကိုတော့အမျိုးသားညီညွတ်ရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုံတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။တောင်လင်းထိုင်းရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။ ။တာလင်ထောင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလင်ထောင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။